အနုပညာလောကကိုအနိုင်နဲ့ပိုင်းခဲ့ပြီးတော့ဘဝရဲ့အအေးချမ်းဆုံးအခိုက်အတန့်ကိုရရှိနေကြအောင်ခြားပြလာတဲ့တင်းတင်းထွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်တင်းတင်းထွန်းလို့ပြောလိုက်တာနဲ့အနုပညာလောကမှာဘယ်သူနဲ့မှမတူဘဲတမူထူးခြားစွာလုံပြနိုင်ခဲ့တဲ့အနုပညာရှင်တယောက်အဖြစ်ကိုအားလုံးကချီးကျူးကြပါတယ်မိမိုင်းလာတဲ့ fashion နဲ့အလုံးချန်တိုင်းလုပ်ပြီးတော့ခမမိုက် style ကိုခြားပြခဲ့တာဖြစ်ပါတယ် ဒါအပြင်ဗေအနုပညာရှင်မှမလုံဖြစ်ကြမဲ့အအောင်မြင်ဆုံးအချိန်မှာသီလရှင်မှဝေပြခဲ့တာပါတနေ့တုန်းကအနုပညာလောကကိုအနိုင်နဲ့ပိုင်းသွားတာလို့ပြောလို့ရပါတယ်သီလရှင်မဝေခင်မှာသူအနေနဲ့လှုပ်ချင်တာအားလုံးကိုပေါရောက်အောင်မြင်လုပ်နိုင်ခဲ့ပါတယ်ဖက်ရှင်ပိုင်းမှာဆိုရင်လည်းတနေ့တုန်းကခိရှိပြေးပြီးတော့ဖက်ရှင်ကိုကိုယ်တိုင်ထွင်ပြီးတော့ဝင်နိုင်ခဲ့တာပါဒါအပြင်အဆိုပိုင်းမှာဆိုရင်လည်းတနေ့တုန်းရဲ့ show ပွဲ performance တွေကိုအရင်ကခင်မင်လုံးပြီးတော့ ဒီခေတ်လူငယ်တွေတောင်အတူလိုက်ခိုးရတဲ့အထိဖြစ်ခဲ့တာပါလှုပ်ချင်တဲ့အရာအားလုံးကိုလှုပ်လို့ပြီးတဲ့အချိန်မှာအသက်30ဝန်းကျင်အရွယ်နဲ့တိလရှင်ဝတ်သွားခဲ့တာဖြစ်ပါတယ်တကယ်တော့တင်းတင်းထွန်းတိလရှင်ဝတ်တဲ့အချိန်ကအရွယ်ကောင်းတစ်ခုလို့ပြောလို့ရပါတယ်အနုပညာလောကမှာရှက်တီအောင်မယ်ဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးရိုက်ပြီးတော့ ဝင်ငွေထိုးပေါအောင်ရှာနိုင်အောင်မှာပါဒါပေမဲ့အောင်မြင်မှုအားလုံးကိုအနိုင်နဲ့ပိုင်းပြီးတော့ဒေလရှင်ဝယ်သွားခဲ့တာဖြစ်ပါတယ်ဒေလရှင်ဝယ်တဲ့ပုံတွေကိုမချပြပဲအချိန်ကြာကြီးပြောင်းနေပေမဲ့ပြီးခဲ့တဲ့ရက်မှာမေကက်ဆရာတဦးကတင်းတင်းထုံနဲ့တွေ့ခဲ့ရတဲ့ပုံရင်လေးကိုချပြလာခဲ့တာဖြစ်ပါတယ်တင်းတင်းထုံကဆရာလေးဝင်းနဲ့အရန်ကိုချီညိုပြီးတော့တပ်ပယ်စရာကောင်းမြတ်လေးဖြစ်ပါတယ် ညနာဆိုရင်လည်းကြည်လင်ဝင်ဖတ်ပြီးတော့အပူပင်ဆိုတာလည်းမရှိတော့ဘူးဖြစ်ပါရယ်။ဆရာလေးဘုရားမာနေသားကြပြီးတော့တရားအားထုတ်ရင်းနေတာဖြစ်တယ်လို့နေတာဖြစ်ပါရယ်။ဘဝရဲ့အောင်မြင်မှုအစစ်မှန်ကိုဆရာလေးနေနဲ့ရှာဖွေတွေးရှိသွားပြီဆိုပြီးတော့သတ်မှတ်လို့ရပါရယ်။ဒီနေ့ထုံးကအနည်းပညာလောကလူတွေနဲ့ဆက်သွယ်ရတာကိုလည်းဒိမ့်မကြိုက်ပါဘူး။သူနေနဲ့ခက်ခင်းခင်းသာနေထိုင်ကြတာကြောင့်ဓာတ်ပုံတွေလည်းအရေးမခံတယ်လို့အတွေ့လည်းမခံပါဘူး။အခုတစ်ခေါက်သွားတွေ့တာက အရန်ကိုရင်းနေရတဲ့မိခင်ဆရာဖြစ်တာကြောင့်သာဓာတ်ပုံအရိုက်ခံတာဖြစ်ပါရင်တင်းနေထုံးကတရားအားထုတ်တဲ့အချိန်မှာအရင်ပြည်စုံတဲ့ကြောင်းတွေမှာမနေပါဘူးတရားအားထုတ်ခြင်းနဲ့စိတ်တစ်ခုသာရှိတော့ပြီးတော့ဘဝရဲ့ချမ်းသာကြွယ်ဝမှုတွေလည်းစိတ်မဝင်စားတော့တဲ့အတွက် daily မှာဒါနေပြီးတော့တရားအားထုတ်နေတာဖြစ်ပါတယ်ပရိသတ်တွေနဲ့တွေ့ပြီဆိုရင်လည်းဓပုံပေးမရိုက်ပါဘူးသူအကြောင်းတွေကို social media ပေါ်မှာအကြာခဏပွဲမစူစေချင်တာကြောင့်ဖြစ်ပါတယ်ဒီနေ့တုန်းကဘဝရဲ့နေဝင်ချိန်တွေအထိရာသက်ဖန်သီလရှင်ဝတ်သွားတော့မှာဖြစ်ပါတယ်စစဝတ်ချင်တုန်းကဒီနေ့တုန်းကိုအကြိုက်ဝင်လိမ့်မယ်လို့မထင်ထားခဲ့ကြပါဘူးတခဏတာဝတ်တယ်လို့ထင်ကြတာဖြစ်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှရာသက်ဖန်ဝတ်လိုက်တယ်ဆိုတာပို့ပြီးတော့တည်ကြတာခဲ့တာပါ တင်းတဲ့ထုံးကတကားရေးရုပ်ရှင်ရိုက်နေတဲ့မင်းသားပြင်းချင်းယထာပေါ်နေပြိုကျတဲ့အချိန်မှာသီလရှင်စားဝတ်ဖြစ်တာဖြစ်ပါရင်ပြင်းချင်းကယထာစီးနေရင်နဲ့မတော်တဆကွင်လွန်ရတဲ့အပေါ်တန်ဝီကရသွားတာကြောင့်လို့သိရပါရင်အနုပညာလောကကိုအနိုင်နဲ့ပိုင်းခဲ့ပြီးတော့ဘဝရဲ့အအေးချမ်းဆုံးအခိုက်အတန့်ကိုရရှိနေကြအောင်ချပြလာတဲ့တင်းတဲ့ထုံးအပေါ်ဘရိတ်တူရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်